နေ့ကျွန်တော်မိတ်ဆွေတွေကိုရေယိုစင်ကန်နဲ့အီစင်ကပ်ဘလို့ကွာချားလဲဆိုတာကိုအကြံပြင်ပြောပြပေးပါမယ်။စင်ကပ်ဆိုတာကတော့ဖုန်းအော်ပရေတာတွေကနေဖုန်းနံပါတ်တစ်ခုချင်းစီလိုက်ဒီတန်အမှတ်တားနဲ့မိုဘိုင်းနံပါတ်ချက်လက်တွေထည့်သွင်းထားလိုက်ကပ်ခေါ်တာပါ။ရေယိုစင်ကပ်ကတော့အားလုံးမြင်တွေ့နေတဲ့အတိုင်းလေးပဲကြေးပြားလေးကိုအပေါ်နဲ့ပလတ်စတစ်နဲ့အုပ်ထားတယ်။ဖုန်းဆိုင်တွေမှာလည်းဂူဝယ်ယူပြီးတော့မိမိရဲ့ဖုန်းစင်းစလော့တွေထည့်ပြီးတော့ဒုံပြုလို့ရတယ်။ ိမိဂျန်နီတက်ကတ်ကိုအလဲတကူထောက်ပြီးထည့်ပြီးတော့တုံရတယ်။ဒီစင်ကတ်တွေမှာတော့ပျောက်လာတော့အထားမားလာတော့ထုတ်ထားတဲ့ချိန်မှာဖြစ်နိုင်တယ်။ဖုံမျိုးစားအလောင်းနီးပါးမှာအသုံးပြုရတယ်။အဲအီးစင်းဆိုတာကတော့ electronic စင်ကတ်ဒါမှမဟုတ် embedded စင်ကတ်လို့ခေါ်ကြတယ်။ဖုံထဲမှာပဲသူ့ရဲ့စင်ကတ်ကို scan ဖတ်ပြီးတော့အသုံးပြုရတဲ့ကတ်ဖြစ်တယ်။ရိုးစင်ကတ်တွေလို့စင်း slot တွေ ထုတ်ပြုအဲ့လိုမျိုးလောက်ကြမလို့ဘူးသူကကြွာကောက်လေးကိုဖားလိုက်တာနဲ့စင်ကက်ကဖုန်းထဲမှာအော်တိုရောက်ပြီးသားဖြစ်နေမယ်ဖုန်းနံပါတ်9ခုနဲ့10ခုအထိမှတ်ထားပေးနိုင်တယ်ဒါပေမဲ့တစ်ခါကိုဖုန်းတစ်လုံးပဲတုံးပြုရမယ်ရိုးစင်ကက်တွေလို့စင်ကက်ပြောက်လာတော့အထားမှားလာလို့မဖြစ်နိုင်တော့ဘူးမိတ်ဆွေရဲ့ဖုန်းပြောက်သွားခဲ့မယ်ဆိုရင်တော့ရိုးစင်ကက်ကအလဲတကူပဲထုတ်ပြီးလွှင့်ပြလိုက်မယ်ဟန်ဆက်ကိုတုံးပြုရမယ်ဒီစင်းမှာဟာကျတော့အဲ့လိုလွယ်တကူထုတ်ပြီးတော့လွှင့်ပြလို့များတဲ့အတွက် ဖုံးဖွင့်တာနဲ့ကိုစင်ကရဲ့တည်နေရာကိုအနည်းဆက်ဆုံးရှာဖွေနိုင်လို့ဖုံးပြန်ရနိုင်ချေပို့ပြီးတော့ရှိတယ်။နောက်ပိုင်းမှာအီးစင်ကတခြားအင်တာနက်အီလက်ထရောနစ်ပစ္စည်းတွေအားလုံးနဲ့ထိဆက်သုံးပြုလာနိုင်မှာဖြစ်တဲ့အတွက်အနာဂတ်မှာအီးစင်ကကြည်ကြပြတ်အသုံးပြုလာပြီးရေးပါလာမှာပါ။ဒါပေမဲ့အီးစင်ကဒီနောက်ပိုင်းထွက်လာတဲ့ handset တော်များမှအသုံးပြုလို့ရတယ်ဆိုပေမဲ့အရင်က handset တွေမှာတော့တချို့ handset တွေမှာအသုံးပြုလို့မရဘူး။ မိဖုံးမှာအစ်စင်သုံးပြုလို့ရလားမရလားဆိုတာကို star h 06 h ကိုနှိပ်ပြီးတော့ eID ပါမှာပါကိုစစ်ကြည့်လို့ရပါမယ် eID ပါလဲဖုန်းနေမှာတော့အစ်စင်ကိုအသုံးပြုလို့ရပြီတော့မပါလဲဖုန်းနေမှာတော့အစ်စင်ကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူးဆိုရင်တော့အားလုံးပြောနေတဲ့အစ်စင်အကြောင်းကိုတော့တင်တိပြီးတော့ထင်ပါလေနောက်ဗီဒီယိုလေးမှာတော့အစ်စင်ကိုမိဖုန်းထဲကိုဘယ်လို install လုပ်မလဲဆိုတာကိုပြောပြပြီးတော့မှဖြစ်ပါတယ်ဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဗျအားလုံးအဆင်ပြေကြပါစေ